ျွန်တော်တို့အဆောင်ရှိရမြောင်းလေးထဲမှာဒီလိုငါးရီအများကြီးရှိပါတယ်။ထုံးစံအတိုင်းကျွန်တော်ဂျပန်ရိုးရာအကောက်ကိုသွားကားမှာဖြစ်တဲ့ကြောင့်မလို့ဆော်ဆော်လေးထားပါတယ်။အိပ်ရာထားတဲ့အချိန်ကတော့9နိုင်ခွဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့3နိုင်လောက်တော့ရှိပါပေါ့နော်။ဂျပန်ရိုးရာအကောက်ကိုသွားမကခင်မနက်စာအနေနဲ့နှုတ်မုံလေးနဲ့အာဟာရမုံလေးကိုရောပြီးတော့တောက်ပါတယ်။ ဂျပန်ရိုးရာအကောက်ကျွန်တော်ကပြီးတော့တငယ်ချင်းနဲ့အတူအပြုံလမ်းလျှောက်ထွက်တယ်ပေါ့နော်လမ်းလျှောက်ထွက်နေတဲ့လမ်းထဲကျွန်တော်တို့အဆောင်ရဲ့အရှင်မမြောင်လေးရှိရဲ့အဲ့မြောင်လေးထဲမှာငါးတွေကိုကျွန်တော် surprise အနေနဲ့တွေ့လိုက်တာပေါ့နော်တချို့တွေကငါးတချို့ကတော့သေးနေပြီဘာလို့လဲဆိုရေအရန်မရှိတော့အတွက်ကြောင့်မလို့ငါးတချို့ကတော့ရှင်သေးတယ်ရှင်တဲ့ငါးတွေကတော့ တော်တော်များတယ်ပေါ့နော်အဲ့ညောင်းရဲ့အဲ့တရားရဲ့အောက်ထဲမှာကိုငါအကြီးတွေတော်တော်ကြီးရဲ့ငါးကြီးလည်းပုံနေရတွေ့တယ်ပေါ့ဒီလိုငါးကြီးတွေ့ရင်ကျွန်တော်ဖမ်းကျင်တာတော့အမှန်ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ဝင်လိုက်မှလည်းဆိုတော့ခါကျတော့ကျွန်တော်မဖမ်းခဲ့ပါဘူးကျွန်တော်အဆောင်ရှိမှာစပားဆိုင်ခင်းနေအများကြီးရှိရပေါ့နော်ဂျပန်စပားစီတွေတော်တော်လေးကိုကြီးတယ် အဆောင်ရှိရမြောင်းထဲမှာလေငားရည်တွေမဟုတ်ဘူးပစုံတွေပါသေးနေရသေးလားပစုံတွေရောရှိတယ်အဲ့ဒါနဲ့ဒီဘဝတငယ်ချင်းကနေပဲသူကိုယ်တိုင်ငားရည်စင်ဖန်ပြီးတော့ချက်မဲဆိုပြီးရောက်လာပေါ့ဒါပေမဲ့သူကိုယ်တိုင်လည်းစင်မဖန်ခဲ့ပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အဆောင်ပဲပြန်လာခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အဆောင်လေးပါအရန်ကိုလှပါတယ်ဘန်ကလေးတွေနဲ့